ရှုံးပေါ်သွားပြီအဲ့တော့ဘယ်ထက်ရောက်မှသူတုံးနေလဲဆိုတော့သူတုံးတဲ့ပတ်စံနေသည်အရင်ထဲကနေပြီးတော့ပါတုံးနေတာဖြစ်သွား lifestyle မှာလည်းကျွန်တော်တို့က inflation ဆိုတာရှိတယ်ငွေကြေးကြီးပဲ inflation ရှိတာမဟုတ်ဘူး lifestyle လည်းပါရှိတယ် inflation ရှိဖောင်းပွားတာဒါလည်းကြောက်သမားရဲ့လောကမှာဒါလည်းအရေးကြီးရတယ်။ကြောက်လွယ်လေးလွယ်ဆိုင်ကလေးနဲ့ဟလာသွားပွဲလေးတိုက်ရတဲ့ပတ်စံလေးချွေတာစုအိမ်ပြန်လာရိုးရိုးရှင်းရှင်းလေးပဲအဲမဟုတ်ဘူးခုန inflation ဖြစ်သွားတာဆိုဆိုင်ကရအကောင်းသား iPhone နဲ့ ပြီးလို့ရှိရင်ဝိုင်းရရောက်လို့ရှိရင်လည်းရိုးရိုးတမန်လက်ဖေးမဟုတ်လို့ရှက်ဘူးတွေပါတောက်ရင်တောက်ပဲအဲပေါမုံကျဲဦးကျော်ရင်မှားရင်မှားစားမယ်ဒါကြောက်ဝိုင်းနေမှာလေသူ့ရဲ့ပုံစံလည်းဒါနည်းနည်းတမန်လည်းမဟုတ်တော့နည်းနည်းအဆင်ပြေသွားတယ်အဲပြန်လာပြီဆိုလို့ရှိရင်လည်းအဲကြောက်ဝိုင်းပြန်လာပြီဆိုညနေကညံဘီယာတောက်အောင်မငွေချင်းနေတယ်အဲ့ဒါရဲ့ဘာဖြစ်သွားတာလဲဆိုတော့ inflation သူ့ရဲ့ lifestyle ကချင်းသွားတာလေရိုးရိုးတမန်လေးဆိုတာပတ်စံတိတ်မကုန်ဘူးအခုဒီမှာနည်းနည်းသူနေတဲ့ပုံစံအဆင်ပြေသွားတော့ပတ်စံကုန်နေတယ် အဲ့ကကြတော့သူ့ရဲ့ဝင်ဝင်နဲ့နေ့စဉ်နေ့စဉ်ခုနကလည်းကျွန်တော်ပြောတဲ့ lifestyle ဆိုတာကတော့နေ့စဉ်နေ့စဉ်သုံးဖြုံးနေတာလေနေ့စဉ်နေ့စဉ်ထွက်ငွေရများတယ်လို့ပြောမှာဟုတ်တယ်မလားနေ့စဉ်နေ့စဉ်ထားပါတော့တရက်ကို9000လောက်ကတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းဆို9000လောက်ကတော့အနည်းဆုံးထွက်နေပြီတလားဆို15သိန်းလောက်ထွက်နေပြီအဲ့တော့ဒီတလားမှာ तू မမြတ်ဘူးဆိုလို့ရှိရဲဘာဖြစ်သွားပြီတော့အရှုံးပေါ်သွားပြီအဲ့တော့ဘယ်ထက်ရောက်မှ तू သုံးနေလဲဆိုတော့ तू သုံးတဲ့ပတ်စံနေသည်အရင်ထဲကနေပြီးတော့ပါသုံးနေတာဖြစ်သွားပြီဟုတ်လားမဟုတ်လား